အောက်တိုဘာလ20ရက်နေ့ကနေအောက်တိုဘာလ26ရက်နေ့အတွင်းနေ့အလိုက်ဆောင်ရဲ့ရှောင်းရံတွေကိုကျွန်မပြောပါမယ်နော်ဒီကာလမှာစိုးမိုးတဲ့ကဏ္ဍတွေကိုကျွန်မအရင်ပြောပါအောင်မယ်အောက်တိုဘာလနော်အဲ20အမ်အောက်တိုဘာလ20ရက်နေ့ကနေ26ရက်နေ့အတွင်းမှာစိုးမိုးတဲ့ကဏ္ဍတွေကိုကျွန်မပြောပါမယ်စိုးမိုးတဲ့ကဏ္ဍတွေကတော့6ကဏ္ဍ9ကဏ္ဍ4ကဏ္ဍ ကိုးကနန်ခုနှစ်ကနန်လေးကနန်စုမှုပါတယ်ကိုးကနန်ခုနှစ်ကနန်လေးကနန်စုမှုပါတယ်နော်နောက်ကခုနောက်သူကတော့ဒါအရန်ဆိုးမိုးတာတော့မဟုတ်ဘူးဒါပေမဲ့နော်ဒါလည်းထဲ့တွက်ဖို့လိုပါတယ်အဲ့တော့အဲ့ဒါကဘယ်ကနန်းလဲလို့ပြောရင်၃ကနန်း၃ကနန်းနော်အဲ့တော့ကိုကထီထိုးမယ်ဆိုလို့ရှိရင် ထီထွန်းရင်ကျွန်မတခုပြောမယ်နော်ထီထွန်းမယ်ဆိုရင်ကိုယ့်ရဲ့မွေးကနန်းမွေးကနန်းဆိုတာကဘာလဲလို့ပြောရင်15ရက်နေမှာမွေးတဲ့လူက6ကနန်းအဲ့ဒါမွေးကနန်းနော်ကိုယ့်ရဲ့မွေးကနန်းရယ်နံပါတ်1ကကိုယ့်ရဲ့မွေးကနန်းဥမာ15ရက်နေမွေးတယ်ဆိုရင်တလုံးကနန်းတစ်ခုလည်းဖြစ်အောင်ပေါင်းလိုက်15ရက်နေဆိုတော့1နဲ့9နဲ့ပေါင်းတော့6ကနန်းဟုတ်ပြီနော်အဲ့ဒါကိုယ့်ရဲ့မွေးကနန်းအဲ့ဒီမွေးကနန်းကိုထီနံပါတ်1အကုန်လုံးပေါင်းကြည့်ပေါင်းကြည့်လို့ကိုယ့်ရဲ့မွေးကနန်းရတယ်ဆိုရင်အဲ့ဒီထီကကိုယ့်အတွက်ထိုးလိုက်တဲ့ထီအဲ့ဒါကိုထိုးလို့ရတယ်နော်နောက်တစ်ချက်ကကြတော့နော်ကိုယ့်ရဲ့ မွေးတဲ့မွေးနေ့တွေမွေးရက်တွေမွေးလတွေခုနှစ်တွေတစ်ခုလုံးအကုန်ပေါင်းလိုက်နော်ပေါင်းလိုက်တဲ့အခါကျရင်နောက်ဆုံးကဏန်းတစ်လုံးနဲ့ထိရအောင်ပေါင်းနော်အဲ့ဒီနောက်ဆုံးကဏန်းတစ်လုံးနဲ့ထိရတဲ့ကဏန်းဟာကို့အတွက်ကဏန်းအဲ့တော့လူတစ်ယောက်မှာကဏန်းနှလုံးရှိမယ်ပထမတစ်လုံးကကို့မွေးနေ့ကိုပေါင်းတဲ့ကဏန်းနော်အဲ့တော့ရှစ်ရက်နေ့မွေးတဲ့လူဆို၈ကဏန်းနော်၈ရက်နေ့၈လ1988ရက်မှာမွေးတဲ့လူဆိုရင်၈ရက် မွေးနေ့ရှိရဲမွေးလာရှိရဲ1988ရဲအကုန်လုံးပေါင်းအကုန်လုံးပေါင်းပြီးရလာတဲ့ကဏန်းတစ်လုံးနဲ့ရလာလိမ့်မယ်အဲ့ကဏန်းဟာကို့အတွက်ကဏန်းပဲပေါ့နော်အဲ့တော့ ठी ပေါက်ချင်တဲ့လူတွေနော် ठी ထိုးချင်တဲ့လူတွေကြာရင်အဲ့လိုမျိုးကိုယ့်ရဲ့မွေးနေ့ကဏန်းရဲ့ ခုနှစ်တစ်ခုလုံးပေါင်းပြီးတော့เนาะရနိုင်တဲ့ကဏ္ဍရဲ့ဒါကိုကိုကထီပေါက်ဆင်မှာထီပေါက်ဆင်ကထီကဏ္ဍနေအကုန်လုံးပေါင်းလိုက်ပေါင်းလိုက်ပြီးတော့ကိုရဲ့ကဏ္ဍဖြစ်နေတယ်ဆိုရင်အဲ့ဒီထီဟာကိုထိုးစင်းတဲ့ထီပေါ့เนาะအဲ့တော့လူတိုင်းလူတိုင်းမှာထီပေါက်နိုင်သောကံနဲ့ဘယ်ဘယ်လာတွေမှာထီပေါက်နိုင်သောကံကလူတိုင်းမှာမရှိဘူးเนาะတချို့လူတွေမှာထီပေါက်နိုင်သောကံကမွေးလာခဲ့ပြီးကလေးကပါလာခဲ့ပြီးသားเนาะအဲ့တော့ ဘယ်လတွေမှာထိပေါက်နိုင်တယ်လဲဆိုတာတော့လူတိုင်းမှာရှိတယ်ဘယ်နှခုနှစ်မှာဘယ်အသက်အပိုင်းခြားမှာထိပေါက်နိုင်တယ်လဲဆိုတာဘေးဘေးတင်ကတွက်လို့ရတယ်ပေါ့နော်အဲ့တော့ဟိုဒါကကျမဟိုဒါဗဟုသုတအနေနဲ့ပြောတာကိုယ့်ရဲ့မွေးကနန်းကိုမှတ်ထားပြီးတော့ထီထိုးရင်လေဒါဟာကောင်းတယ်ကိုယ့်အတွက်ကောင်းတယ်ပေါ့နော်ထီတယ်မဟုတ်ဘူးကိုယ့်ရဲ့ဟိုဝယ်မဲ့အိမ်နံပါတ်တို့နော်ကားနံပါတ်တို့ဆိုရင်ကိုယ့်နံပါတ်ကလေးတွေဆိုရင်တော့ကိုယ့်အတွက်အကျိုးပေးတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျမဆက်ပြီးတော့ပြောပါမယ် အောက်တိုဘာလ20ရက်နေ့ပေါ့နော်အောက်တိုဘာလ20ရက်နေ့ကိုစပြီးတော့ကျွန်မပြောပါမယ်အောက်တိုဘာလ20ရက်နေ့ကအာပြောမယ်ဆိုရင်ဝစီယယုတ်နဲ့မုဂါယုတ်ရတဲ့နေ့ဖြစ်တယ်ဝစီယယုတ်ဆိုတာကတော့ဆုံးပျက်စီးဆုံးရှုံးခြင်းကိုဖြစ်စေတဲ့ယုတ်ပါနော်အဲမု မူခယုတ်ကကြတော့သူကဒါလည်းသိကောင်းတဲ့ယုတ်တော့မဟုတ်ဘူးပေါ့နော်အဲ့တော့အောက်တိုဘာလ20ရက်နေ့ကသူကညစ်ချမ်းနေထဲမှာတော့ပါတယ်နော်အသင့်တင့်ချမ်းနေအရန်ကြီးချမ်းနေနေတော့မဟုတ်ဘူးအသင့်တင့်ချမ်းနေထဲမှာပါပါတယ်ဘာကြောင့်လဲဆိုတော့ဝစီရယုတ်နဲ့နော်မူခယုတ်ဆိုတာကလူတွေကိုထိခိုက်စေတဲ့ယုတ်ဖြစ်တယ်ကောင်းကျိုးမရှိတဲ့ယုတ်ပေါ့နော်အဲ့တော့ရှောင်းရံအမောင်ကာလကတော့မနက်2နာရီနော်မနက်3ည3ည9နာရီကနေမနက်2နာရီတွင် အမောင်ကာလဖြစ်သလိုမနက်9နာရီကနေပြီးတော့9နာရီ17မိနစ်ကနေပြီးတော့ည12နာရီအတွင်းလည်းအမောင်ကာလဖြစ်ပါတယ်เนาะအဲ့တော့ဒီလိုအမောင်ကာလမှာကိုကကိုရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်ဖို့ပြောကတော့ကျမကတော့ရှောင်စီချင်ပါတယ်ဒီလိုကာလမှာကိုကကုသိုလ်ရေးတွေကိုပို့ပြီးတော့လှုပ်စီချင်ပါတယ်ကံပွင့်လက်ပွင့်စေတဲ့အရာကတော့အဖြူရောင်ပဲဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အရှိရက်ဖြစ်ပါတယ်ရွတ်ပွားပူဇော်ရမယ့်ခါတာကတော့ရတနာတုံးနဲ့ဘောစင်တုံးဖြစ်ပါတယ် လူဒန်းမယ်ဆိုလို့ရှိရင်တော့เนาะ2025တစ်နှစ်လုံးမှာနဝင်းဆုံးကအကောင်းဆုံးဖြစ်ပါတယ်အဲ့တော့နဝင်းဆုံးကိုလူဒန်းနိုင်ပါတယ်အောက်တိုဘာလ21ရက်နေ့ကတော့เนาะပစ္စည်းဥစ္စာတွေကိုကုန်ဆုံးစေတတ်တဲ့ဓွာချရုပ်ရတဲ့နေ့ဖြစ်ပါတယ်เนาะ21ရက်နေ့ရတယ်နေ့မကောင်းပါဘူး ရှောင်းရံအမောင်ကာလာကတော့မနက်3:00 3:00နာရီရနေပြီးတော့မနက်9:00နာရီနဲ့16မိနစ်အတွင်းဟာအမောင်ကာလာဖြစ်တယ်လို့ညနေ3:00နာရီရနေပြီးတော့ညနေ4:00နာရီခွဲကလည်းအမောင်ကာလာဖြစ်ပါတယ်။အဲ့လိုကာလာတွေမှာတော့ကိုကဂေယူတိုက်တဲ့ကိုအောင်မြင်စီလိုတဲ့ကိစ္စတွေကိုအထူးရှောင်းသင့်ပါတယ်။ကံပွင့်လက်ပွင့်စေတဲ့အရောင်ကတော့ပန်းရောင်ဖြစ်ပါတယ်။အရက်နဲ့နာနေနေဆိုလို့ရှိရင်တော့အရှိမြောင်ရက်ဖြစ်ပါတယ်။ ရပွားပူဇော်ရမယ်ခါတာကတော့ဂုံတော်ကွန်ချာနဲ့ပုံပနာတုပ်ပဲဖြစ်ပါတယ်လှူဒန်းမယ်ဆိုလို့ရှိရင်တော့နဝင်းစိုးကိုလှူဒန်းနိုင်ပါတယ်အော်တိုဘာလ22ရက်နေ့ဗုဒ္ဓဖူးနေ့ကတော့မြစ်စုယုတ်နဲ့ဆင်းရဲဒုက္ခတွေကိုဖြစ်စေတတ်တဲ့ကာနယုတ်ရတဲ့နေ့ဖြစ်ပါတယ်မြစ်စုယုတ်ကကြတော့သူကလူတွေကိုထိကိုက်ပျက်စီးသိဆုံးစေတဲ့ယုတ်ဖြစ်တယ်လို့ကာနယုတ်ကြတော့လေဆင်းရဲဒုက္ခကိုပေးတဲ့ယုတ်ဖြစ်ပါတယ်အဲ့တော့အခါမကောင်းပါဘူးเนาะတနေ့တာလုံးအမောင်ကာလဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓဖူးနေ့ကလည်း အမှန်ကလားဖြစ်တဲ့အတွက်ကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်တဲ့နေ့တည်းမှာမပါပါဘူးရှင်ဂိယုဒဆိုင်နဲ့နေထိုင်ရမယ့်နေ့ပဲဖြစ်ပါတယ်တံဖွင့်လက်ပွင့်စေတဲ့အရာကတော့အဝါရောင်ဖြစ်ပါတယ်အရက်မျက်နာနေနေကတော့အရှိအရက်ဖြစ်ပါတယ်ရွှေပွားပူဇော်ရမယ့်ခါတာကတော့တံပုတ်တွေခါတာနဲ့ဒါရဏပရိတ်ဖြစ်ပါတယ်လူတန်းမယ်ဆိုလို့ရှိရင်တော့နဝင်းစိုးကိုလူတန်းနိုင်ပါတယ်အောက်တိုဘာလ23ရက်နေ့ကတော့ကျောင်းအိမ်တိုက်တာတွေကိုဆောက်လုပ်နိုင်ရတဲ့သူတီသူတီယရုပ်နဲ့ တိုးတက်ကြီးပွားစေတဲ့ဝေဘူးမာနာရုပ်ရတဲ့နေ့ဖြစ်ပါတယ်။ပြောမယ်ဆိုရင်တော့နေ့ဟာကောင်းတဲ့နေ့တွေမှာပါပါတယ်။အမောင်ကာလကတော့နေ့တနာရီ30ကနေပြီးတော့ညနေ3နာရီအတွင်းအချိန်ကာလမကောင်းပါဘူး။အဲ့ဒီအချိန်ကာလကိုရှောင်ပြီးတော့ကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့လှုပ်ဆောင်နိုင်ပါတယ်။ကံပွင့်လက်ပွင့်စေရဲ့အယောင်ကတော့အဖြူအောင်ဖြစ်ပါတယ်။အရက်မျက်နှာကတော့အနောင်မြောက်ရက်ဖြစ်ပါတယ်။ရုပ်ပွားပူဇော်ရမယ့်ခါတာကတော့24ပစ္စည်းပဋ္ဌာန်းဖြစ်ပါတယ်။ လှူဒန်းမယ်ဆိုလို့ရှိရင်တော့နဝင်းစုံကိုလှူဒန်းနိုင်ပါလိမ့်ရှင်။အော်တိုဘာလ24ရက်နေ့ကတော့ဆွေမျိုးတွေတိုးပွားစေတဲ့မာတင်ကယုံနဲ့ပင်မဆင်းရဲခြင်းကိုဖြစ်စေတဲ့ရက်ခါသားရုပ်ရတဲ့နေ့ဖြစ်ပါတယ်။အကောင်အဆိုးရောထွေးနေတဲ့နေ့ဖြစ်ပါတယ်။ရှောင်းရံအမောင်ကာလကတော့မနက်9:20ကနေပြီးတော့ညနေ12:00ထိအချိန်ခါမကောင်းပါဘူးအမောင်ကာလဖြစ်ပါတယ်။ကံပွင့်လက်ပွင့်စေတဲ့အရောင်ကတော့ တခွားရောင်နှုတ်နှစ်ရောင်ဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အရှိမြောက်အရက်ဖြစ်ပါတယ်ရုပ်ပွားပူဇော်ရမယ့်ခါတာကတော့ဂုံတော်ကွန်ချာပုပ္ပနာတုံးနဲ့မြတ်တာတုတ်ကိုပူဇော်တင်ပါတယ်လူတန်းမယ်ဆိုလို့ရှိရင်တော့နဝင်းဆုံးကို လူတန်းပေးပါအောက်တိုဘာလ25ရက်နေ့ကတော့စနေနေ့ဖြစ်ပါတယ် အမတာယုံနဲ့ချင်းမြမြောက်စားခြင်းခံရတတ်တဲ့အမတာယုံနဲ့ပစ္စည်းဥစ္စာတွေကိုပုံစုံစေတတ်တဲ့မူတလာယုံရတဲ့နေ့ဖြစ်ပါတယ်။အကောင်အဆိုးရောထွေးနေတဲ့နေ့ဖြစ်ပါတယ်။ရှောင်းရံအမောင်ကာလကတော့မနက်၈နာရီကနေပြီးတော့၈နာရီနဲ့၄၈မိနစ်အတွင်းအချိန်ခါမကောင်းပါဘူး။မနက်၉နာရီကနေပြီးတော့မနက်၁၀နာရီနဲ့၃၀မိနစ်အတွင်းအချိန်ခါမကောင်းပါဘူး။အဲ့တော့ဒီလိုကာလတွေမှာကိုက အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလုပ်မယ်ဆိုလို့ရှိရင်တော့ဒီလိုကာလတွေကเนาะရှောင်းတဲ့နေနေထဲမှာပါဝင်ပါတယ်။ကံဖွင့်လက်ပွင့်စေတဲ့အရာကတော့မိကိုရောင်ဖြစ်ပါတယ်။အရင်မျက်နာအနေနဲ့ဆိုလို့ရှိရင်တော့အနောက်မြောက်ရက်ဖြစ်ပါတယ်။ရွပွားပူဇော်ရမယ့်ခါတာကတော့တန်ဖို့ဒီခါတာနဲ့ဓာဒနာပရိဖြစ်ပါတယ်။လှူဒန်းမယ်ဆိုလို့ရှိရင်တော့နဝင်းဆုံးကိုလှူဒန်းပေးပါ။အောက်တိုဘာလ26ရက်နေ့အောက်တိုဘာလ26ရက်နေ့ကတော့တနင်္ဂနွေနေ့ဖြစ်ပါတယ်။တနင်္ဂနွေနေ့မှာကာနာယုတ်နဲ့ တိတ်တိယုတ်ရတဲ့နေ့ဖြစ်ပါတယ်။ကာမယုတ်ကတော့ဆင်းရဲဒုက္ခတွေကိုဖြစ်ပေါ်စေတဲ့ယုတ်ဖြစ်ပြီးတော့တိတ်တိယုတ်ကတော့အလုံးစုံပြီးစီးအောင်မြင်စေတတ်တဲ့ယုတ်ဖြစ်ပါတယ်။ပြောမယ်ဆိုလို့ရှိရင်တော့အကောင်အဆိုးနှမျိုးစလုံးရောထွေးနေတဲ့နေ့ဖြစ်ပါတယ်။ရှောင်းရံအမောင်ကာလကိုကြည့်တဲ့အခါမှာအမောင်ကာလက၃ည၃ည၌ရနေ၃ည၌48မိနစ်တွင်အချိန်အခါမကောင်းပါဘူး။ညနေ၄ည30မိနစ်ကနေပြီးတော့ညနေ6ည၏အတွင်းမှာအချိန်အခါမကောင်းပါဘူးရှင်။ဒီလိုမကောင်းတဲ့အချိန်အခါကိုရှောင်းပြီးတော့ကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ ှိရင်တော့မနေ့ဆယ်နာရီအလွန်မှာနော်သိတိယုံရထားတဲ့အတွက်အဲ့ဒီကာလမှာတော့လှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့လှုပ်ဆောင်နိုင်ပါတယ်။ကံပွင့်လက်ပွင့်စေတဲ့အရောင်ကတော့ကျမကတော့အဖြူရောင်ကိုညွှန်ပါတယ်။အဖြူရောင်အရက်ညနာနေနဲ့ဆိုလို့ရှိရင်တော့မြောက်ရက်ဖြစ်ပါတယ်။ရွတ်ပွားပူဇော်ရမယ့်ခါတာကတော့ပရိကြီး၁၃ဖြစ်ပါတယ်။နော်ကျမအနေနဲ့ကတနည်းနည်းနေ့တိုင်းမှာကျမကပရိကြီး၁၃ကိုရွတ်စေချင်တယ်ပေါ့နော်ဖြစ်မယ်ဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့ပရိကြီး၁၃ကိုနော်အပတ်တစ်ပတ်လုံးကိုကနေ့တိုင်းညွှန်နိုင်ရင်တော့ပိုကောင်းပါ တယ်တကယ်လို့နေတိုင်းမရနိုင်ဘူးကိုယ့်အတွက်အချိန်ပေးဖို့အခက်အခဲရှိတယ်ဆိုရင်တပတ်မှာတစ်ရက်ဆက်သက်တော့လုံးစုံအောင်ရွတ်ပွားပူဆော်ပေးပါအဲ့တော့ကျွန်မအနေနဲ့နော်အောက်တိုဘာလ20ရက်နေ့ကနေပြီးတော့26ရက်နေ့အတွင်းမှာဂျိုနီထားရနေ့လိုက်ဆောင်ရယ်ဆောင်ရယ်နေလို့တော့ကျွန်မပြောချပြပါပြီဒါအပြင်နော်ဒီလိုကာလမှာဘေးအန္တရာယ်ကင်းကင်းနဲ့နော်ကပ်ဘေးတွေလည်းကိုက ကြော်လွားနိုင်မယ်ဟလားကိုရဲ့အကုသို့ကံနေကိုနောက်ကိုကတ်နေတဲ့အကုသို့ကံတွေလေကိုကိုအကျိုးမပေးနိုင်မှုအတွက်လှုပ်ဆောင်ရမှာတွေကိုလေကျမကညဝေခဲ့ပြီးပါပြီအဲ့တော့ချက်တော်သူများအားလုံးကျမကြပါစီချမ်းသာကြပါစီဘေးရန်ကင်းကြပါစီဆင်းရဲဒုက္ခကင်းကြပါစီကိုကိုကိုကောင်းမွန်စွာကာကွယ်စောင့်ရှောက်နိုင်ကြပါစီကျမတို့တန်ဆုံမမယ်နော်